တနင်္လာသားသမီးမိများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေကိုဘဝတသက်တာမှာတွေ့ကြုံရမယ့်လောကဒဏ်၈ပါးထဲမှာအကောင်း လောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးရှိတယ်အဲ့တော့အဆိုးလောကဒဏ်တွေအကြောင်းကိုပြောတော့အကောင်းလောကဒဏ်တွေတွေ့ကြုံရမယ့်နှစ်ပိုင်းခြားတွေကိုကျွန်တော်တွေဟောကြားပေးမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကဒဏ်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အဲ့ဒီနှစ်တွေကလည်းရှင်းနှစ်တခါပြန်ကြုံနေရတယ်ရှင်းနှစ်တခါအဲ့တော့အကောင်းလေးအဆိုးလေးအဲ့လိုပဲ ပြန်ပြန်ပြီးတော့ပတ်သက်နေရတဲ့ဂိမ်းမျိုးဟုတ်တရိရသားသမီးတွေကဘယ်နှစ်တွေမှာစကောင်းသလဲဆိုရင်တရိရသားသမီးတွေကဘဝအတိတ်တွေပြန်ဆရတာမျိုးတွေနော်လုပ်ငန်းတွေပြန်ဆရတာမျိုးပြန်ပြီးတော့အဆင်ပြေလာမျိုးတွေနော်လက်ကမောင်းခတ်လို့ရမယ်နှစ်နော်ဘဝအတိတ်စိတ်တစ်လူတွေဘဝအတိတ်နဲ့ပြန်ဆရတဲ့နှစ်ကအသက်14နှစ်22 30တရိရသားသမီး30 38 46 54 62 80 88 86 94အဲ့ဒီတရိရသားသမီးတွေရာဟုတ်တက်ရောက်နော် နောက်ကတည်းက10%ရဆိုရင်ရတော့လို့ခေါ်တဲ့နှစ်ကိုရောက်ပါတယ်အဲ့တော့အကောင့်နှစ်ကိုစရောက်တယ်ကျန်တဲ့နှစ်တွေကတော့ဒါစနေသက်ရောက်လို့ကြာတာပြည့်ရောက်ရှိတာတွေကုန်တဲ့နှစ်အဲ့ဒီမတိုင်ခင်နှစ်တွေကတော့ညံ့တယ်ဒီနှစ်ကစပြီးတော့ကောင်းတက်တယ်ကောင်းတယ်ဆိုတဲ့နေရာမှာရအောင်သက်ရောက်တဲ့ရောက်လာရင်တော့စုံကောလက်ကောဝင်တက်တယ်အဲ့တော့လူမှုရေးကိစ္စအိမ်တော်ရေးကိစ္စနော်အားလေရှောင်ရတယ်မိန်းမကိစ္စတွေရှောင်ရတယ်အဲ့တော့လူမှုရေးကိစ္စအခြေအိမ်တော်ရေးကိစ္စအရှုပ်ထွေးပြုလုပ်ရင် ရှေ့လာမယ့်နေ့တွေမှာလည်းစီးပွားလုပ်လာပါတယ်ပိတ်ဆို့သွားတယ်တဲ့လက်တွေပိတ်သွားတယ်တဲ့အဲရာဟုတ်တယောက်စရောက်ပြီဆိုရင်သတိပြုဆင်ခြင်ရမှာလူမှုရေးကိစ္စရှုပ်ထွေးလုပ်လို့မရဘူးနော်မိမကိစ္စရှောင်ရှားတင်ပါတယ်အဲ့နေ့ထဲရောက်လာရင်စိတ်သားဟင်းနဲ့ထမင်းမစားဘူးနော်ရာဟုတ်တယောက်ထဲရောက်လာရင်တချက်သတိထားပါဒီနှစ်ထဲရောက်လာအလုတ်ကိုအနေနဲ့အချိန်မဖြုံးသင့်ဘူးလို့ရုပ်ရှင်ကြည့်တာလို့เนาะဂိမ်းဆော့တာလို့ဟဲ့လားဂိမ်းဆော့တာမျိုးရုပ်ရှင်ကြည့်တာမျိုးဒီเนาะအဲဝေ အလဟတ်တ်ပေါ့နော်အချိန်တွေမပြောင်းသင့်ဘူးကိုလှုပ်ချင်တဲ့ကိစ္စတစ်ခုကိုလှုပ်ချင်တဲ့အလုပ်တစ်ခုအင်တိုင်းအားတိုင်းနဲ့လှုပ်ဆောင်သင့်တယ်ကျင်းတွေပေါ့လေအဆင်ပြေမဲ့နှစ်နော်အဲ့တော့ကြားထိုးတာတို့ဘောလုံးဝဲကြည့်တာတို့မလှုပ်သင့်ဘူးလေနော်ဧကန်မုတ်ချက်ချမ်းသာမဲ့နှစ်ဖြစ်ပါတယ်အဲ့မှာကိုကပြောတဲ့စကားတွေကိုလည်းလူတွေထောက်ခံမယ်ကိုကလည်းလူတွေလေးစားချက်ခင်လာမယ်နောက်ဆုံးကိုရဲ့အဲပုံမှန်တရားစားအရင်ရတဲ့ပုံပြီးကြည့်ကောင်းလာမယ် နော်ကြည်ပြောရှုပြောဖြစ်လာမှာအရင်တော့စုပ်တိစုပ်ပြဖြစ်နေတော့ဒီအဲ့ဒီလိုနှစ်ထည့်ပြောက်လာရင်တာတာနာနာဖြစ်လာတယ်လူဘူးအစဒီမျက်နှာအစဝင်းလာလာမျိုးအယောင်ထွက်လာလာမျိုးတွေတော့ကြုံတွေ့တတ်တဲ့နှစ်မျိုးနော်ဒီရာဟုတက်ရောက်တာတော်တော်အဲ့ဒီမိမကိစ္စတော့ရှောင်းတင်ပါတယ်နောက်တစ်ချက်ကအဲ့နှစ်ထည့်ရောက်လာရင်ဒရင်းနာသားသမီးနော်မာဘုတ်တေကျွင်းမိမိရဲ့မြမမွေးတက်ကလေးကိုခုနှစ်ရက်စားလို့တေကျွင်းနေအတွက်ကြတော့ဒီအခုပြောပြတဲ့အသက်ပိုင်းချာရာဟုတက်ရောက်တင်ပါကအနေငယ် ခုနအကောင့်လေးတွေကတရားခိုင်တော့ကောင်းဖို့အတွက်ခက်ခဲပါတယ်အញ្ញအခိုင်လေးတွေအနေငယ်ကြုံတွေ့တဲ့သူများအတွက်တွေတော့ကောင်းမှာတနေ့နာသားတွေအတိုင်းမှာဒီမဟာဘုတ်တကျွင်းနေကြတော့သူဗုဒ္ဓဟူကမရဏဖြစ်တဲ့အတွက်ကြောင့်မလို့ရာဟုတက်ရောက်ကလည်းဗုဒ္ဓဟူရဲ့တဝက်ဆိုင်နေတယ်အဲ့တော့ကြောင့်မလို့အနေငယ်အញ្ញခိုင်ကြုံတွေ့တဲ့နော်တကျွင်း တနေ့နာတွေနေနေကအနေငယ်ညက်တဲ့အဲ့ဒီထက်ရောက်လာရင်ခုနစိတ်သားဟင်းနေပါလေရှောင်ရှားတင်တယ်အဲ့တော့ ကိုကငွေမရှိရင်တော့ကိုကိုကိုလုပ်ငန်းလုပ်ဖို့တော့သူများတွေကငွေတွေပဲပေးလာတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့လိုနှစ်မျိုးရောက်လာရင်အညာခိုက်တွေကြုံတွေ့နေရရင်ရာဟုတယောက်ရဲ့ရေရာလေးတွေကိုပြောပြမှာဖြစ်ပါတယ်ခလေးတွေကိုမုတ်ဝဲကြွေးတာတော့မုတ်ဘိုးပေးတာတော့ပြုလုပ်တင်တယ်ခလေးတွေကိုပျော်ပွဲရှင်ပွဲတွေပြုလုပ်ပေးတင်တယ်နောက်ဈေးဒီတစုစုကိုသွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းမှာဖြစ်ပါတယ်နောက်ရေတက်စေတက်ပေးရမယ်နော်နောက်ဖျားရှင်ချုပ်ပွားတော့ရင်ပတ်တော်ကို ရွှေပြားဆက်မပြားချပြီးတော့လူနှမ်းရမှာဖြစ်ပါတယ်လောကဝိသုဆိုတဲ့ကုံတော်ကိုအတိတ်တံပရိစေရမယ်ရွှေတိနှစ်လက်ဖျားမှာကြက်ချေခတ်ပြီးလူနှမ်းရမယ်အော်ကြာပန်းဖြူအောင်လူနှမ်းရမယ်အဲ့လိုဆိုရင်ခဏရာဟုတ်တယောက်ရဲ့မရဏတယောက်ကြာနေလေအညံ့တွေပျောက်ပြီးတော့ကောင်းလာမယ်အဲ့တော့စီးပွားတွေစပြီးစီးပွားတွေတက်မယ်နှစ်စပြီးကောင်းလာမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ရှေ့ကိုဆက်သွားတဲ့ခါမှာတိရစ္ဆာန်တယောက်ကလည်းရှေ့ကိုတခွင်ထပ်တိုးတဲ့ခါမှာတောက်ကြတယောက်ဖြစ်ပါတယ်။အဲ့တောက်ကြတယောက်ကလည်း အခါတိုင်းနဲ့နဲ့မတူအောင်စီးပွားတွေတိုးတက်လာတတ်တယ်စီးပွားတွေတက်လာတတ်တယ်နောက်စီးပွားတက်မဲ့နေ့ကျေးဇူးရှင်တွေကိုမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်မယ်ပြန်ပြီးတော့ထောက်ပံ့နိုင်မယ်နှစ်မျိုးဖြစ်မယ်ကိုယ့်ဘောကျေးဇူးရှိတဲ့လူတွေကိုလူချင်းမိဘတွေပြန်ထောက်ပံ့ရတဲ့ထောက်ပံ့ရတဲ့စိန်တွေစက်ပစ္စည်းတွေမြေတွေဝင်လာတတ်တယ်နော်ခရီးဝဲခရီးခရီးနေမျိုးစလုံးပျော်ပျော်ရှင်ရှင်နဲ့သွားရတတ်တယ်ခရီးတွေထွက်ကြတတ်တယ်ယာရူးတွေတိုးတတ်တယ်စုံးမလို့ဖြစ်နေတဲ့ပစ္စည်းတွေလည်းပြန်ရတတ်တယ် အဲ့တော့ပစ္စည်းအစ်စ်တွေဝင်တတ်တယ်ဝယ်စားအစ်စ်တွေဝင်လာတတ်တယ်နော်ကိုမမျောလင်းထားတဲ့အစင်တန်းတစ်ခုထိတောင်ရောက်သွားနိုင်တယ်ဒီတပ်ပိုင်းချာမှာအဲ့မဲ့တစ်ခုထိထားမှာတင်းနေသားသမီးတွေ49ကဖုံမိကြီးကြတယ်နော်တောက်ကြတဲ့ရအခုပြောအဲ့တော့49ကြရောက်နေတဲ့တင်းနေသားကတော့အနည်းငယ် view ဆိုက်ရမယ်အဲ့ထဲမှာမှဒီတောက်ကြတဲ့ရကြရောက်နေတဲ့အကောင်းနဲ့တော်တော်49ကထင်သလောက်မကောင်းပြအောင်နောက်တစ်ချက်ကမဟာဘုတ် မိမိရဲ့မြန်မာမိုးသက်ကလေးခုနှစ်နဲ့စားလို့တုံးကျွင်းတဲ့သူတွေတွေ့ကြတော့လေကောင်းကျိုးအပြည့်အဝရဖို့အနည်းငယ်ခက်ခဲပါလိမ့်မယ်အញ្ញမ်းခိုက်လေးတွေအနည်းချင်းကြုံတွေ့တတ်ပါတယ်အဲတုံးကျွင်းတွေအတွက်မဖို့တုံးကျွင်းတွေအတွက်အနည်းငယ်ညံ့တယ်အဲ့တော့49ကြာရောက်နေတယ်တိရနာသားသမီးတွေကလေဘုံမကြီးကြတဲ့အတွက်အနည်းငယ်ညံ့တယ်အဲ့လို59ကြာရောက်နေတဲ့ဒုညသာသမီးတော့တောက်ကြတဲ့ဟောအကောင်းဆုံးနဲ့အညံ့ဖြစ်တဲ့အတွက်ကျမ်းပါရင်ညက်တတ်တယ်နော် ရုံးမြင်ကနာအမှုခင်းနေဖြစ်တဲ့ရုပ်တရက်ထိမိခိုင်းမိတယ်ဖြစ်တဲ့၄၀ခွန်ဆိုရင်တော့နော်အဲ့ဒီအញ្ញန်းခိုက်တွေပြပြဖို့အတွက်ဆလက်ရွက်9ရွက်ခင်းရမယ်အဲ့ဆလက်ရွက်9ရွက်ခင်းပြီးတော့စိတ်သား၉တုံးတင်ပြီးတော့လမ်းဘေးကခွေးကိုရ၉နိုင်မှာကျွေးရမှာဖြစ်ပါတယ်အဲ့ဘယ်နေ့လောက်အောင်လဲဆိုရင်တောက်ကြနေ့မှာပြုတ်လောက်အောင်မှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မယ်ဆိုရင်ခုနဘုံမကြီးကြားရောက်တဲ့အတက်ပိုင်းချအញ្ញန်းခိုက်တွေပြပြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲ့လိုတောက်ကြတဲ့အောက်ထဲမှာ ရရအနေနဲ့အဲ့ရရွှေအိတ်ကမှာဖြစ်ပါတယ်။နောက်ဆင်းရဲနွမ်းပါတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာပါ။နောက်မြမပြည်အနှက်ဖျားဘူးတွေပါတယ်ထွက်တင်ပါတယ်။နောက်အင်္ဂါနေ့တိုင်းစီသမဲငါးဘွက်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်။ဒါပေမဲ့အုံးသီးမထည့်ရပါဘူး။နောက်ကြတာပရင်းနေ့တိုင်းမုတ်စိမ်းပေါင်း၃ပကံနောက်ဖျားမှာလှူဒန်းရမှာဖြစ်ပါတယ်။အဲ့တော့ထပ်မံပြီးတော့တောက်ကြတဲ့ရောက်ပြီးတဲ့ခါမှာ တနေ့ဦးနဲ့တယောက်အကောင်းလေးနှစ်ကိုဇက်တိုက်ပြပြပေးသွားမှာဖြစ်ပါတယ်တနေ့ဦးနဲ့တယောက် ကတော့ဒါအိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်နော်ယာရုတိုးလုပ်ငန်းတိုးတက်တာမျိုးတွေဂျုံတွေ့တက်တယ်လူမျိုးကြားဘာသာကြားတွေမာစားရတယ်ဒါပဲတခုတတိတာမှာကမုံဆိုးမဧည့်တယ်ညာရဲ့ညက်တွေလက်မခံသေးဘူးအမှုဖြစ်တယ်တယ်နော်အဲ့ဒီတနည်းတယောက်ကတော့တနည်းနာသားသမီးအနေနဲ့ကဘယ်တပ်ပိုင်းခြားတွေမှာကြားရလဲဆိုရင်အသက်16 24 32 40 46 56 64 82 80 66 69 ဲ့ဒီနှစ်တည်းကတနင်္ဂနွေတနင်္လာသားသမီးနေနေကတနင်္ဂနွေတက်ရောက်ဖြစ်ပါတယ်အဲ့ဒီထဲဒီမှာအိမ်ပြင်အိမ်ဆောက်ရတဲ့အိုးပိုင်ပိုင်လေးရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒီထဲမှာတနင်္လာသားသမီးနေနဲ့ငါးကျွင်းနေအတွက်ကကြတော့အနှဲငယ်ညံ့ခိုက်ရှိတယ်ငါးကျွင်းဆိုမိမိအမမွေးတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းနေအတွက်ကြတော့အနှဲချင်းအိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စလေးတွေပြဿနာပေါ်တတ်တယ်ပြဿနာဖြစ်တတ်ပါတယ်ကျန်တဲ့အကျွင်းတွေကြတော့ကောင်းတယ်ကျန်တဲ့တနင်္လာသားသမီးတွေအတွက်ကြတော့ အဲ့တော့စီးပွားတက်မဲ့နှစ်နော်လုပ်ငန်းတိုးချက်လောက်ကန်ရတဲ့နှစ်နော်အဲ့တော့လုပ်ငန်းမှာယာလူတိုးတာမျိုးတွေကြုံတွေ့တဲ့နှစ်နော်သုံးကျွင်းတွေအတွက်ကတော့အနေငယ်ညံ့နေပြီးတော့တင်းတာသားမီ40ခွန်ကတော့အနေငယ်အညံ့ရှိတယ်အဲ့လိုနဲ့တည်းကြာရောက်နေရင်အညံ့ခိုက်ဖြစ်ပေါ်နေပြုတ်လောက်မဲ့ရေရာကဗုဒ္ဓဘူးနေတိုင်းရှောက်တီးတုတ်ဖျားမှာဆုံးတော့ကဲ့ရမှာဖြစ်ပါတယ်အဲ့တော့မကြာခဏအတိတ်ထံပြုတ်ပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်နော်တနေ့ကုန်နေတိုင်းဇေရီတဆူဆူကတနေ့ကုန်နေထောင်မှာ စီမီးတက်စီပူသွားမှာဖြစ်ပါတယ်เนาะဘဲသားနဲ့အုံးလုံးနဲ့ချက်ပြီးတော့လင်းစင်းချိုင်းနဲ့ထည့်ပြီးဖုံးရောက်ကိုဆုံးပို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းဘုံတဘူးနေ့မှာပြုလုပ်လို့ရတယ်เนาะအဲ့ထပ်မှပြီးတော့တင်းနေတာသားသူကြီးနဲ့အကောင်းနဲ့တည်းအကောင်းဆုံးနဲ့ပေါ့เนาะတင်းနေတာတက်ရောက်အကြောင်းကိုထပ်မှပြီးတော့ပြောပြပြီးတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ ငွေတွေဝင်မဲ့နှစ်နော်ခီတွေပောက်တာတို့ဟုတ်လားအလူအတန်းတွေပြုတ်လောက်တက်တဲ့နှစ်ပိုင်းချားတွေကတော့တင်းနာတက်ရောက်ဖြစ်ပါတယ်အဲတင်းနာတက်ရောက်ကတော့အသက်6နှစ်18နှစ်25 33 41 49 50ခွန်ပြီးတော့65 83 88 89 90ခွန်အဲ့နှစ်တွေကတင်းနာသားသမီးတင်းနာတက်ရောက်ကြာရအောင်အဲ့ဒီနေ့တရားတို့လာဘလာဘောလို့ခေါ်တယ်လက်လာဘတွေဝင်မဲ့နဲ့ထီပေါ့မဲ့နဲ့ချဲပေါ့မဲ့နဲ့အမွေရမဲ့နဲ့နော်အဲ့ဒီထဲကြောက်အောင်ငွေတွေ ဝင်လာတဲ့အမွေတွေပါရရရရှင်အဲ့နှစ်ထဲမှာရမယ်အဲ့နှစ်ထဲမှာယူရင်ငွေတွေအဖတ်တင်တတ်ပါတယ်အဲ့တော့မျက်နှာတွေပါလေပွင့်တတ်တယ်နော်အဲ့ဒီချိန်ကမျိုးမှာယာရုတက်တာမျိုးတွေလာစာတိုးတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ ठी ဒီပါရထိုးမယ်ဆိုရင်တနင်္လာနေ့၁၇နာရီတိတိမှာရှေ့ကနန်းခွန်နှလုံးပူးတဲ့ ठी နံပါတ်ကိုရှာပြီးထိုးအောင်မယ် ठी နော် ठी ထိုးမယ်ဆိုရင်ခွန်ပူးနော်အချိန်ကတနင်္လာနေ့မနက်၁၇နာရီလောက်မှာထိုးအောင်မှာဖြစ်ပါတယ် အဲ့ဒီထဲရောက်နေတဲ့တနည်းသားသမီးတွေ6မှာဘွေပါတယ်လို့မျိုးခကြီးတွေမကြကနာထွက်နေရတဲ့တဲ့နော်အဲ့လိုဘိုက်အောင်တာတို့ဝမ်းတွေပါနေပြတ်တာတို့ဖြစ်တယ်အဲ့လိုတနည်းသားတက်ရောက်ရောက်လာအဲ့လိုဖြစ်ခဲ့ရင်ကျမ်းမာရေးညှက်ခိုက်ကြုံလို့ခဲ့အုံးရေလေးခွက်နဲ့လေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်အုံးရေလေးခွက်နဲ့လေကားကိုပတ်ပြီးဆေးရမယ်ဆေးရတော့ဘုံလူနဲ့ညက်နေပိုင်းမှာဆေးရင်ပိုကောင်းပါတယ်အဲ့တော့မျက်စိအားနဲ့တော့မျက်မှန်တက်တဲ့သူဆိုရင်မျက်မှန်ပါဝါတိုးတာတွေပါတော့ဖြစ်တတ်တယ်မျက်စိနဲ့ပတ်သက်တဲ့ကျမ်းမာရေးညက်တတ်တယ် ဲ့တော့ဒီနေမျိုးမှာဒိမရသားသိမိတာအိုးပိုင်အိမ်ပိုင်တွေကားပိုင်တွေရလာတတ်တယ်နော်အိုးပိုင်ပိုင်တွေရလာတတ်တယ်စီးပွားတွေတက်လာတတ်တယ်အဲ့ဒီနေထရောက်လာခင်ဗျအဖိုးမတန်ဘူးဆိုပြီးဘူးရက်ခွက်ထဲမှာပြစ်ထည့်ထားတယ်ပြစ်တဲ့ပြစ်ထားတဲ့ကြောက်တလုံးရှိတတ်တယ်နော်အဲ့ဒီကြောက်ကိုကွက်လက်စုပ်ကွင်းဝင်မှာဆိုရင်ငွေလက်စုပ်နဲ့ကွင်းဝင်မှာဆိုရင်ကို့မှာကွင်းဝင်ထားမှာဆိုရင်စီးပွားလက်လာပါတယ်တိုးတက်တတ်တယ်ပြောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ် အဲ့ဒါတော့အလွန်ကောင်းတဲ့အဆောင်ဖြစ်ပါတယ်ပဲเนาะအဲ့တော့ကြောက်ကလေးတစ်လုံးရှိခဲ့အဲ့ဒီတပိုင်ချက်ရောက်နေလို့ရောက်လဲရောက်နေတယ်ကိုယ့်အိမ်မှာလည်းကြောက်ကလေးတစ်လုံးရှိတယ်ဆိုရင်လက်စွပ်ကွဲဝတ်တယ်ပါတယ်အဲ့တော့အဲ့ဒီနေ့ထဲမှာအញ្ញံခိုက်တွေပြပြဖို့အတွက်ကိုတရင်းလာနေမှာဖះတဆူဆိုရဲဒီတရင်းလာတော့ဂျိုတိုင်းဖះဆင်းလို့တော့အမွေးနဲ့တာနဲ့ရေတက်ပဲပြရမှာဖြစ်ပါတယ်အဲ့တော့ကြာဘူး2ပွင့်เนาะကြာဘူး2ပွင့်တစ္စပန်း6ပွင့်ဟိုလိုက်ဖះမှာကက်လူပူဆောင်မှာဖြစ်ပါတယ်နောက်ငကယုံဖះမှာ ဖညက်ဆက်တခဲဆက်ကူနဲ့ကတော့ဆက်ကူကတော့လည်းထည့်ပြီးတော့အကေုံကမကတ်လူရမှာဖြစ်ပါတယ်အဲ့တော့ဒါတင်ရတဲ့သားသမီးတွေအကောင့်လင်းတစ်ခုပြောပြပေးတာဖြစ်ပါတယ်အကောင့်လင်းနေဆိုရင်မယ်နာမည်နှိပ်ပြမိနေတဲ့သူတို့နော်မရဏတက်ရောက်ကြာရောက်နေတဲ့သူတွေကြတော့အများအခက်ဖြစ်တတ်တယ်အဲ့တင်ရတက်ရောက်မှာတင်ရသားသမီးမအားဘူး၆ကျွေးနေကြတော့တင်ရမရဏဖြစ်တဲ့အတွက်ကောင်းကျိုးပြေဝရဖို့ခဲရင်ပါတယ်အညာကအနေချင်းကြုံတွေ့တတ်ပါတယ်ဒီတစ်ချက်တော့သတိထားရမယ်နောက်တစ်ချက်နာမည်ကအဲ့လို နှိပ်ပြပေါ့နော်အရှင်းဖျားကြောင့်လေအညာခိုက်လေးတွေဖြစ်တတ်ပါတယ်အဲ့နှစ်ချက်ကလုတ်ကင်းရင်တော့ကောင်းကျိုးချမ်းသာဒုက္ခတရားခိုင်းလုံးရရှိမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတင်းတင်းနာသာသူများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးပြဝေးကွာကြပါစေကျွန်တော်တင်ဆက်ပေးနေတဲ့ဘေးရင်းကြရားတွေကိုသဘောကျနှစ်ချိုက်တယ်ဆိုရင်အဲဒီအကောင့်လေးကို subscribe လုပ်ပေးပါ like and share လေးတွေပြုလုပ်ပေးပါကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့နဲ့တိုက်ဆိုင်နေဆိုရင်ကွန်မန့်လေးတွေမှာရေးပေးပါ အဟုတ်ရင်လည်းဟုတ်တယ်မဟုတ်ရင်လည်းမဟုတ်ဘူးနောက်ပြင်လည်းဖြစ်တယ်မပြင်လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းအရာလေးကျွန်တော်ပြန်ပြီးတော့မှတ်ချက်လေးတွေပြန်ရေးပေးခဲ့ပါအဲကျွန်တော်မိတ်ဆွေများလည်းဘေးပြာဝေးကွာကြပါစေကျန်းမာချမ်းသာကြပါစေ